င်္ဂလာပါရှင်၂029ခုနှစ်ဒီဇင်ဘာလ2ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗီယာသတင်းများကိုနေပြောမိုးလေဝသနဲ့ဇလားဗီယာညွှန်ကြားမှုအစည်းအဝေးဌာနမှထုတ်ပြန်ကြေညာပါပဲရှင်ဟုတ်ကဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့ညာပူချိန်ချင်းလေးများမှာမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြောရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီး အေယာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာဒီဇင်ဘာလရင်ပုံမှန်ပူချိန်တို့အောက်3ဒီဂရီဆယ်စီယပ်မှ4ဒီဂရီဆယ်စီယပ်အထိနဲ့စကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာဒီဇင်ဘာလရင်ပုံမှန်ပူချိန်တို့အောက်2ဒီဂရီဆယ်စီယပ်ရောင်းနေခဲ့ပြီးကချင်ပြည်နယ်မှာဒီဇင်ဘာလရင်ပုံမှန်ပူချိန်ထက်3ဒီဂရီဆယ်စီယပ်ပိုခဲ့ကရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာဒီဇင်ဘာလရင်ပုံမှန်ပူဇင်ခတ်တာရှိခဲ့ပါတယ်။မြို့လိုက်ထူခြားတဲ့ညပူဇင်ချင်းင်းများမှာဟာခါမြို့မှာတိတသမာ9ဒဂရီဆယ်စီယပ်၊ဟဲဟုံမြို့မှာ2ဒသမာ4ဒဂရီဆယ်စီယပ်၊လွိုင်လင်းမြို့မှာ3ဒသမာ1ဒဂရီဆယ်စီယပ်၊ချက်ပင်နယ်တောင်မှာနှံစံမြို့မှာ4ဒသမာ2ဒဂရီဆယ်စီယပ်ပင်လောင်မြို့မှာ၄ဒသမ၅ဒီဂရီဆယ်စီယပ်မိုင်ယံမြို့မှာ၅ဒသမ၅ဒီဂရီဆယ်စီယပ် ပြည်ဦးလေးမြို့မှာ6.4ဒီဂရီဆယ်စီယပ်တောင်စီမြို့မှာ9.6ဒီဂရီဆယ်စီယပ်ပလိုက်ကုမြို့နဲ့လာရှိုမြို့တို့မှာ8ဒီဂရီဆယ်စီယပ်စီနဲ့ညောင်ရွှေမြို့မှာ8.3ဒီဂရီဆယ်စီယပ်တို့ဖြစ်ကြပါတယ်မုံတိုင်းငယ်တရင်မုံတိုင်းငယ်အခြေအနေဒီကနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာစမြာရောင်းအင်္ဂလာပလယ်ောအနောက်အလဲပိုင်းနဲ့ရှင်းနေဆက်ဆက်လျက်ရှိတယ်အင်္ဂလာပလယ်ောအနောက်တောင်ပိုင်း အိန္ဒိယနိုင်ငံတမိနာဒူမြောက်ပိုင်းနဲ့အင်တာပရဒေ့တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့အာကောင်နယ်မွန်တိုင်းငယ်ဟာအနောက်တောင်ဘက်သို့ပြန်ကွေကဖြင်းညင်းစွာရွေ့လျားခဲ့ပြီးမင်္ဂလာပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရှင်းနေဆက်ဆက်လျက်ရှိတဲ့မင်္ဂလာပင်လယ်အော်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံ တမိနာဒူမြောက်ပိုင်းပူဒူချယ်ရီနဲ့အင်တာပရဒေ့တောင်ပိုင်းကမ်းခြေတို့မှာမုံတိုင်းငယ်ဖြစ်သူအာရုံသွားခဲ့တာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့ အနောက်ဘက်ရေမိုင်955မိုင်ခန့်အိန္ဒိယနိုင်ငံပိုတိုချယ်ရီမြို့ရဲ့မြောင်းအရှေ့မြောက်ဘက်ရေမိုင်90မိုင်ခန့်နဲ့ချင်းနိုင်မြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်55မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုပဟိုပြူနေပါတယ်။မွန်နိုင်ငံရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရလျမီအခြေအနေမရှိပါသဖြင့်အဝရောက်အဆင့်ဟုသတ်မှတ်ပါတယ်။မွန်နိုင်ငံရဲ့တီနီယာဘဟုတ်ချက်လေးဖျားနဲ့လေတိုက်နှုံး အဆိုပါမုံနိုင်ငယ်ဟာမြန်မာစံတော်ချိန်10နာရီခွဲချိန်မှာမြောက်လက်တီကျူ7.6ဒီဂရီနဲ့အရှေ့လောင်းကြီးကျူ80.5ဒီဂရီမှာရှိပြီးဗဟိုချက်၄ပြာ1000ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းနှုန်းမှာတနအိလျင်35မိုင်နှုန်းကန်ဖြစ်ပါရယ်။နောက်24နာရီအတွင်းခမန်းချံအဆိုပါမုံတိုင်းငယ်ဟာအနောက်တောင်ဘက်သို့ဖြင်းညင်းစွာဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းပုဒုချယ်ရီကမ်းခြေတို့သို့ဥတီရွေလျားနိုင်ကအာကောင်နဲ့လေဗီယာနဲ့ရဝံအဖြစ်သို့တဖြည်းဖြည်းအာရုံသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်ဒီကနေ့နေလယ်တနအီခွဲအချိန်မိုးလီဝဒကျူးတို့မှဖယ်ယူရရှိတဲ့ပုံရဘင်္ဂလားပင်လယ်ကအနောက်မြောက်ပိုင်းနဲ့အနောက်လယ်ပိုင်းတို့မှတိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလာပင်လယ်တို့မှတိမ်နေငယ်မှတိမ်တည်တည်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ တိမ်နှင်းငယ်မှာ တိမ်တည်တည်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်ဒီကနေ့မြန်မာစံတော်ချိန်စနေ30နာရီအချိန်တိုင်းထွန်းချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေအပူပိုင်းမုန်တိုင်းငယ်ဟာဗီယက်နမ်နိုင်ငံနာထရန်မြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်း140မိုင်ခန့်အကွာပင်လယ်ပြင်ကိုပဟိုပြူနေပါတယ်အဆိုပါအပူပိုင်းမုန်တိုင်းငယ်ဟာအနောက်တောင်ဘက်သို့ရွှေ့လျားနိုင်ပြီး တဖြည်းဖြည်းအာရုံသွားမယ်လို့ခံမှန်ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရအိန္ဒိယနိုင်ငံဘက်မှတွေ့တန်းထိုးစင်လာတဲ့ဒေပီယာများပေါင်းတဲ့ဟာမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကိုတိုးဝင်နေပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းတင်တင်ရှိပါမယ်လိုင်းမြေမှာမြန်မာကန်ရရန်ရှောင်းတဲ့ကမ်းလို့ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေကမ်းရှိနိုင်ပါတယ်မနက်ဖြန်မနက်ထိခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ် ။စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းတို့မှာနေရာကွက်ကြားမဝင်နေငယ်ရွာနိုင်ပါတယ်။ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတည်ရင်တည်တည်ဖြစ်ထုံးပြီးရှမ်းပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြီးတော့မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအေယဝတီတိုင်းဒေသကြီးရှမ်းမိုးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအများအပြားဖြင့်တာရပါပဲ။ အခုဆက်လက်ပြီးနေပြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်내များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလောက်ပြာခမ်းမန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့နေတော်အတွက်မနက်ဖြန်မနက်ထီမိုးလေဝသချက်နေခံပန်းချက်မောင်းအများအပြင်တာရပါမယ်အနေဆုံးဘူးချိန်မှာ14ဒီဂရီဆယ်ဆီယပ်58ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ29ဒီဂရီဆယ်ဆီယပ်84ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရှန်ကုန်မြို့နယ်နေတော်အတွက်မနက်ဖြန်မနက်ထီမိုးလေဝသချက်နေခံပန်းချက်မောင်းအများအပြင်တာရပါမယ်အနေဆုံးဘူးချိန်မှာ16ဒီဂရီဆယ်ဆီယပ် 61ဒီဂရီဖာရင်ဟိုင်နဲ့အမြင့်ဆုံးဘူးချိန်မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရင်ဟိုင်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတော်အတွက်မနေ့ဖြန်မနေ့ထိမိုးလေဝသရှင်နေခမန်းချမလေးအများအပြင်းတာယာပါမယ်။အနေဆုံးဘူးချိန်မှာ55ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရင်ဟိုင်နဲ့အမြင့်ဆုံးဘူးချိန်မှာ37ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရင်ဟိုင်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းကုန်းတိုင်းဒေသကြီးတို့မှာညအပူချိန်များအနေငယ်ရောင်းနေနေပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြနေမိုးလီယိုတာနဲ့စလာဗီယာသတင်းများပဲဖြစ်ပါတယ်ခုစိန်နေပြကြမှာချက်သားကြပါစေရှင်